ပရိသတ်များအလုံးမင်္ဂလာပါရှင်။အော်တိုဘားလ19ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုကျွန်မရွှေရည်ရည်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။အော်တိုဘားလ19ရက်နေ့မနက်09:55မိနစ်အချိန်ကယ်ပါနာဝမ်ချူရူကနေတိုင်းတာဘေးစံအရာကမ်လီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်အော်မှာတိန်နှင်းငယ်ကနေတိန်သင်းတဲ့ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာလည်းတပြည်လုံးလိုလိုမှာတိန်နှင်းငယ်ကနေတိန်သင်းတဲ့ဖြစ်ထွန်းနေအောင်တွေးရပါတယ်ရှင်။ အခုဆက်ပြီးတော့အော်တိုဘာလ20ရက်နေ့အတွက်ခမန်းချက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မြမပင်လယ်ပြင်ခြေနေကတော့မြမကန်ရန်ရှောင်းနဲ့ကန်လုံပင်လယ်ပြင်မှာလှိုင်းအနှဲငယ်ရှိနိုင်ပါတယ်။လှိုင်းမြင့်နေကတော့မြမကန်ရန်ရှောင်းမှာတပေလောက်မြင့်တက်နိုင်ပြီးတော့ကန်လုံပင်လယ်ပြင်မှာတော့လှိုင်းမြင့်ကနှစ်ပေလောက်မြင့်တက်နိုင်ပါတယ်ရှင်။လီတက်ခန့်နိုင်မှုခမန်းချက်အနေနဲ့ကတော့ရခိုင်ကမ်းရိုးရန်မြို့ဝကျမောကမ်းရိုးရန်မွန်နဲ့တနင်္လာရီကမ်းရိုးရန်ဒေသတွေမှာတနအာရီကို6မိုင်ရနေ10မိုင်ထိတက်ခန့်နိုင်ပါရှင့် ။မိုးရွာသွန်းနိုင်မှုခမန်းချက်နေနေရတော့ကင်းရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္လာရီတိုင်းဒေသတွေမှာနေရာကျဲကျဲမိုးထချုံရနိုင်ပါတယ်။ချင်းပြည်နယ်နဲ့ရန်ကုန်တိုင်းမှာတော့နေရာကွက်ကြားမိုးထချုံရနိုင်ပြီးတော့ကြံဒီတိုင်းမှာတိမ်အင့်တင့်ဖြစ်ထွန်းနိုင်ပါတယ်ရှင်။မြို့ရွာဤတဲ့မိုးနေပတာခမန်းချက်နေနေရာရောနေပြောင်းတဲ့ဤတိုင်းမှာအမြင့်ဆုံးမူချိန်က34ဒီဂရီစင်နီဂရိတ်အနည်းဆုံးမူချိန်က24ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။တိမ်အင့်တင့်ဖြစ်ထွန်းနိုင်ပြီးတော့မိုးရွာဘူးဒေသမှာ300ရာခိုင်နှုန်းလောက်သာရှိနိုင်ပါတယ်ရှင်။ ရန်ကုန်မြို့နယ်နီးတွိုင်းမှာတော့အမြင့်ဆုံးဘူချိန်က34ဒီဂရီစင်နီဂရိတ်အနည်းဆုံးဘူချိန်က24ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။ရှောင်းမာတော့နေရောက်ကကြမိုးထချုံရနိုင်ပါတယ်မိုးရောက်ဖို့တေချာမှုက40ရာခန့်လောက်ရှိနိုင်ပါတယ်ရှင်။မန်လေးမြို့နယ်နီးတွိုင်းမှာအမြင့်ဆုံးဘူချိန်က34ဒီဂရီစင်နီဂရိတ်အနည်းဆုံးဘူချိန်က23ဒီဂရီစင်နီဂရိတ်လောက်ရှိနိုင်ပါတယ်။မန်လေးမှာတော့တိမ်သင့်တက်ဖြစ်လို့နိုင်ပြီးတော့မိုးရောက်ဖို့တေချာမှုက30ရာခန့်လောက်သာရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ အခုဆက်လက်ပြီးတော့နေပြည်တော်ရန်ကုန်မန္တလေးမြို့ရဲ့တပတ်တွင်မှုလေးဥဒါခမန်းချက်တွေကိုထုံးလင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကြည့်ရှုအားပေးကြအတွက်ကျေးဇူးထူပဲတင်ပါတယ်။ပရိသတ်တွေအားလုံးတဘာဝဘေးအန္တရာယ်တွေကနေကြီးဝင်းနိုင်ကြပါလိမ့်ရှင်။